အာစနယ်နဲ့ဘရန်ဖို့ချယ်ဆီနဲ့လီးစ်ယူနိုက်တက်မန်ယူနိုက်တက်နဲ့ဝက်ဆန်တို့ထိတိုက်တွေ့ဆုံနေတဲ့ပရီးမီးယားလီးပွဲစဉ်14 Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ကုခင်းစ်တာဖုတ်ဘောရှိုးအနေကျူတူပါရဲကျွန်တော်ကုခင်းမှာပရီးမီးယားလိပွဲစဉ်14ဟာဂျာရဲ့ထဲမှာရှင်ပြန်ကစားမှာပါ။အင်္ဂါဗုဒ္ဓဦးကျတာတွေ၃ညလုံးကစားသွားမှာဖြစ်ပါတယ်။ ီလိုမျိုးဂျာရဲ့တဲမှာကစားတဲ့ပရီးမီးယားလိပွဲတွေကတော့ဒီဇင်ဘာကာလရောက်ရင် များသောအားဖြင့်ကစားလိရှိတယ်ဒါပုံမှန်အခြေအနေတစ်ခုပါအင်္ဂလန်ဒေသတွေမှာဘောလုံးပွဲတွေတခြားလိတွေထက်ပိုပြီးတော့များတယ်ဗျ Crobon Cup တို့ EFL Cup တို့ Domestic Cup တောင်းနှစ်ခုရှိပါတယ်ဒါပြင် Champion League တို့ Europa League တို့ Conference League တို့လို့ဥရောပပွဲတွေနေလဲရှိနေတဲ့အခါကျတော့ဒီဘောလုံးပွဲတွေကိုချိန်ကွင်းရှာညီအောင်ပေါ့နော်မျှအောင်ဂျာရဲ့တဲမှာရှင်ပြိုင်ကစားစီတာပါ ။ဒါ့အပြင်ရုပ်တံထုတ်လွှင့်ခွင့်စာချုပ်တွေရဘလုံးရသည့်တရားသည့်အတွင်းမှာ EPL အနေနဲ့ဂျာရဲ့ထဲမှာဘလုံးပွဲတွေနှစ်ပွဲသုံးပွဲလောက်ကစားပေးဖို့ထည့်သွင်းချုပ်ဆိုထားတဲ့အချက်လက်တွေလည်းရှိပါတယ်။အဲ့ဒါကြောင့် Premier League ပွဲစဉ်14ရာအခုဂျာရဲ့ထဲမှာကစားတဲ့ပထမဆုံးရတ္တရပတ်ဖြစ်လာပါတယ်။ Okay အဲ့တော့ဒီဇင်ဘာပွဲချက်ကာလရောက်တဲ့အခါတိုင်းအတင်းတိုင်းလိုလိုကတကုံဂျုံရတယ် တဖက်မှာလည်း Champion League ပြီးရင် Domestic Cup တွေရောအခုလိုမျိုး Giant ထဲမှာကစားတဲ့ပွဲတွေရောအရင်အင်အားတောင့်တင်းကမှတော်ကကြရတယ်ပေါ့နော်ဒီချိန်မှာ Premier League Club တွေတွေမဟုတ်ဘူးဒီ Club တွေကိုအားပေးတဲ့ကျွန်တော်တို့ Southeast Asia ပြည်သက်တွေအနေနဲ့လည်းကိုချမ်းမာကြီးကိုတော့ view size စီခြင်းနဲ့ခု Giant တွေကပွဲတွေကအရင်ညှင့်နေတယ်ဗျာတချို့ပွဲတွေဆို2နာရီနှစ်ခွဲတချို့ data စံတော်ချိန်တွေထားပါတော့ Thai တို့ Singapore တို့ရောက်နေတဲ့သူတွေဆိုရင်ဒီတက်ပို့ပြီးတော့မနဲ့ရောက်တယ် မနက်၄နာရီထားကြည့်ရတဲ့အကွက်မျိုးတွေ၃ခွေထားကြည့်ရတဲ့အကွက်မျိုးတွေဘောလုံးမဲ့ပြီးရင်၆နာရီ၇နာရီဖြစ်သွားရင်ကျမ်းမာရေးထိခိုက်ပါတယ်အဲ့တော့ကျွန်တော်ညီကိုတွေအနေနဲ့ဘောလုံးပွဲတွေကိုချစ်တယ်ကြိုက်တယ်ဆိုတာတပိုင်းကိုကျမ်းမာရေးလောက်တော့အရေးမကြီးဘူးနော်ကိုအားပေးတဲ့အသင်းပွဲတွေကိုပဲစောစောအိပ်ပြီးထားကြည့်ဖို့အတွက်ကျွန်တော်ခါတဲ့လက်လုံးပြရသည်ဒါကျမ်းမာရေးကိုစိတ်ပူလို့ပါโอเคအဲ့တော့စတင်ရှင်ပြိုင်မဲ့ပွဲတွေဟာအင်္ဂါည2နာရီမှစတင်ရှင်ပြိုင်မှာပါနှစ်ပွဲရှိပါတယ်ပထမတစ်ပွဲက ဘုံမောက်နဲ့ Everton ဖြစ်ပြီးနောက်တစ်ပွဲကတော့ Fulham နဲ့ Man City ပါဘုံမောက်ကလည်းအခုနောက်ပိုင်းပွဲတွေမှာထင်တလောက်မဟုတ်တော့ဘူးရာသီအစတုန်းက6ပွဲ9ပွဲလောက်တုန်းကတော့မစိုးဘူးပေါ့နော်အာရာအူလာမိုက်တယ်ဆမီညော်တယောက်တည်းယုံတယ်ဘာညာပေါ့တိုးတော့အခုနောက်ဆုံးဆမီညော်အရာအူလာဘာမှမတက်နိုင်ဘူးသူတို့ရှုံးပွဲတွေတောက်လျှောက်ကြုံတွေ့ခဲ့တယ်ဘုံမောက်နိုင်ပွဲမရတာတော့ကြာပြီ Vitality Stadium မှာကစားမှာဖြစ်တဲ့အတွက် ဘုံမောက်မွေးနေတဲ့သူတွေအနေနဲ့တက်လက်ပြီးတော့မွေးတင်တယ်တစ်ဖက်က evidently ယုံကြည်စိတ်ချလို့မရတဲ့အတင်းတင်းမှာ United ကိုတယောက်ယောက်အခြေအနေကနေအကောင်းဆုံးစိတ်တဲ့နဲ့ကစားပြီးနိုင်တယ်နောက်ထပ်တပွဲမှာကျတော့ရှုံးတယ်အဲ့နိုင်လိုက်ရှုံးလိုက်ဆိုတော့တန်တရာလေနေနဲ့အခြေအနေမျိုးနဲ့ပဲဒီရသည်အလေလက်အတင်းတင်းအဖြစ် Everton ကသွားမှာပါဒီလိုပွဲမျိုးတွေကတော့ဘုံမောက်ကိုကျွန်တော် investment လုပ်တာကောင်းမယ်လို့ထင်တယ်ဒါမဲ့လည်းအခုနောက်ပိုင်း Premier League ပွဲစဉ်တွေကတသမတ်တည်းမန်းလို့တော့မရဘူးပေါ့နော်ဖြစ်ချင်တာတွေဖြစ်တဲ့အတွက်ကျွန်တော်ကတော့ ျွန်တော်အားပေးတဲ့เนาะအသင်းတွေဒါမှမဟုတ်လဲအကြိုက်ရွေးပေးတဲ့အသင်းတွေကိုတတိကျရွေးချယ်ရမယ်လို့တော့မယူဆသေးခြင်းပါဘူးတော်တော်လေးကိုရွေးချယ်ရတာခက်ခဲလာတဲ့ပုံစံမျိုးပါနောက်တစ်ပွဲဖြစ်တဲ့ဖူလန်နဲ့မန်စီးတီးကတော့မန်စီးတီးရဲ့စွမ်းဆောင်ရည်ပိုင်းကိုကျွန်တော်တစ်ချက်လေးလာအကဲဖြတ်အောင်မလို့ထင်တယ်သူတို့အိမ်ကွင်းမှာလီးစ်ကိုတောင်မှအသေးအံကစားခဲ့ရတာဖူလန်ရဲ့ပွဲပြီးကနေတွင်းကိုကြောင့်နိုင်သွားခဲ့တာအခုကစားမဲ့ဖူလန်က Craven Cottage မှာပို့ပြီးတော့ မန်စီးတီးတို့ကခက်ခဲနိုင်တယ်ဒါပေမဲ့အဲ့လိုတွက်လို့ရလားဆိုတော့လေတွက်လို့မရပြန်ဘူးပယ်လစ်တင်မန်ယူနိုက်တက်ပွဲကိုကြည့်ကြည့်ပယ်လစ်တီအိမ်ကွင်းမှာရှုံးပွဲမရှိရတာ12ပွဲရှိပြီမန်ယူနိုက်တက်ကအသင်းအသင်းငယ်မျိုးစုံကိုရှုံးတယ်အဝေးကွင်းမှာပို့ပြီးတော့ဆွမ်းဆောင်ရင်မကောင်းဘူးကိန်းကနေချက်လိုက်ရတွက်မယ်ဆိုရင်လေမန်ယူနိုက်တက်ဒီပရစ်စတပယ်လစ်ကိုနိုင်စရာအကြောင်းမရှိဘူးတော်တော်နိုင်သွားတာပဲလေအဲ့တော့ကြောင့်ဒီပွဲကလည်း least ပွဲနဲ့ သွားတိုက်ပြီးတော့ဟာလီစကိုတော့မှအိမ်ကွေးမှာအသေးတန်ခံရတာအဝေးကွေးမှာဖူလန်ပိုလို့တော့မှမကန်နိုင်ပါဘူးဆိုတဲ့အယူဆမျိုးကဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်မဖြစ်ရင်လည်းမဖြစ်ဘူးဘာအီးမဲလ်တော့မသိတာโอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲတစ်ပွဲကတော့2နာရီ45မှာရှင်ပြိုင်ကစားမယ်နယူကစ်ဆယ်နဲ့တော်တင်ဟော့စပါတို့ပွဲတင်ဖြစ်ပါတယ်ဒီပွဲသည်ကြည့်လို့ကောင်းနိုင်တယ်စပါကတော့ရည်ကြီးနေတဲ့အဆင့်ကိုရောက်နေပြီဗျစပါတဲ့ဆိုင်တောမတ်ဖရန့်ပေါ့နော်အခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာတောမတ်ဖရန့်စွမ်းဆောင်ထားတဲ့ရလက်ပိုင်းတွေက လုံးဝလက်ခံကျင်စရာမရှိတဲ့ရက်လက်ပိုင်းတွေဖြစ်ပါတယ်။ newkitse ကတော့ပရိသတ်ကိုအကျိုးပြုမှုများတဲ့အသင်းသူ့အားပေးတကယ်တံပြန်တက်ရောက်မှုပေးတဲ့အသင်းတစ်သင်းမှာစိန်ဂျေးဘတ်မှာကစားမှာဖြစ်တဲ့အတွက် Tottenham Hotspur အနေနဲ့တော်တော်မလွယ်ကူပါဘူးခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Big Boss ဒီမှာ iBack 9ကို၅သလုံးမစ်နဲ့မောင်း၅၆တို့ကိုမမသိပို့သူခြင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပပနံပါတ်399 69996 440မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာကဲ ကျွန်တော်နောက်ထပ်ပွဲတွေကတော့ဗိုလ်တော်ဦးညမှာရှင်မြန်ရေးသားမဲ့ပွဲတွေဖြစ်ပါတယ်။နှစ်နာရီ45ပွဲတွေ။ကျွတ်စင်ကြီးတွေနော်။အဲကျွန်တော်နှစ်နာရီပွဲတွေကတော့ Arsenal, Brentford, Brighton နဲ့ Aston Villa, Burnley, Palace, Wolverhampton နဲ့ Nottingham Forest စတဲ့ပွဲတွေဖြစ်ပါတယ်။အဲဒီပွဲစဉ်တွေထဲမှာဆိုရင် Arsenal, Brentford ပွဲကတော့အနည်းငယ်ရှင်းခုန်စရာကောင်းတဲ့ပွဲလေးဖြစ်လိမ့်မယ်။နှစ်သင်းလုံးက set piece တွေကနေဂိုးသွင်းယူတာကောင်းတဲ့အသင်းတွေ။ Arsenal ကဒီဘောလုံးရာသီမှာ ရရင်ရတယ်လို့ရမှတ်ကိုယူလေးရှိတယ်ဘလို့နီးနေပဲဖြစ်ဖြစ်ပေါ့နော်ဒီထဲမှာဆိုရင်ဆပ်ပလေးလို့ခေါ်တဲ့အမြင်ပေါ်ရင်နဲ့ကစားပြီးကိုသွင်းယူတဲ့အပိုင်းကိုအရန်အားတန်တယ်တပတ်ကဘရန်ဖို့ကလည်းထိုနီးတူပဲလက်ပစ်ဘဝမြောက်ရင်တော့မှကြောက်နေရတဲ့အသင်း2025စတုတ်လို့တောင်ပြောရမယ်အဲ့တော့ကြောင့်အမြင်ပေါ်တွေအပြိုင်ဆိုင်အားပြုရင်းနဲ့ဘလို့ကစားကြမလဲတစ်ချက်ဆောင်ကြည့်ရမယ်အာစတန်မှာတော့အသင်းရဲ့အဓိကနောက်ခံလူနှစ်ယောက်ဒဏ်ရာပြဿနာရထားတယ်ဒီပွဲစဉ်ပါဝင်ဖို့ပါဝင်ဖို့မသေးကြမီရတဲ့အခြေအနေမျိုးဖြစ်ပါတယ်အင်ကပြဲနဲ့ လက်ရှိတော့တဲ့မော့စကဲရာတို့စော့နေတဲ့ခန်စစ်တန်းတွေပဲပွဲထွက်လာပြီးတော့ကစားသွားဖို့ရှိတယ်။ဒါမဲ့တချို့ကစားသမားတွေအတင်းနဲ့ပြန်လဲဖူးပေါင်းလာနိုင်တာကအာစတန်အတင်းတော့မျော်လင့်ခြင်းစရာပိုကောင်းပါတယ်။အင်ကွစ်အမ်ရိတ်စ်မှာအနိုင်ကစားဖို့အတွက်စိုင်းပြင်နေမယ်လို့ထင်ပါတယ်။နောက်တစ်ပွဲကတော့ Brighton နဲ့ Aston Villa ။ Aston Villa ရဲ့လက်ရှိခိုးကောင်းနေတဲ့အခြေအနေကို Brighton တားဆီးနိုင်ပါမလားကြည့်ရမယ်။ Aston Villa အနေနဲ့လည်း Brighton ကိုမှတွားရောက်ကစားတဲ့ခက်ခဲမှုတွေအပြည့်ရှိမယ်လို့တော့ကျွန်တော်ထင်ပါတယ်။နောက်တစ်ပွဲကတော့ Burnley နဲ့ ပဲလစ်ပဲလစ်ကတော့မန်ယူနိုက်တက်ကိုမမျော်လင့်မဲနဲ့ရှုံးပွဲဂျုံတွေ့သွားခဲ့တယ်။ဘန်လီကတော့အိမ်ကွင်းပြပြအဝေးကွင်းပြပြအရင်ကောင်းတဲ့အသင်းတင်မဟုတ်ပါဘူး။ကျွန်တော်နောက်ထပ်တစ်ပွဲက Wolverhampton နဲ့ Nottingham Forest Nottingham Forest ကငါသမီးလေးဒေါ်လာဒေါ်လာရဲဆိုပြီးတော့ Shoundice ကြီးကရောင်းမှမြင်စီထွက်လာတာပါ။တော်တော်လေ Wolverhampton ပို့ဆိုးတယ်။ Rob Edwards နဲ့လည်းနိုင်ပွဲလုံးဝမရထားတဲ့အသင်းတင်ဖြစ်ပါတယ်။ကဲကျွန်တော်နောက်2:45မှာကစားမယ့်ပွဲက2ပွဲရှိတယ်။ လစ်တဲ့ Chelsea ရဲ့ Liverpool နဲ့ Sunderland Liverpool Sunderland ကတော့ကျွန်တော်မမီးတလောက်ပြောမယ်ဆိုရင် drama လေးတော့ရှိခဲ့တယ် Sunderland မှာ Darwin Ban ကန်နေတဲ့အချိန်အဲ Darwin Ban ကန်သွင်းလိုက်တဲ့ကန်သွင်းချက်ကွင်းထဲရောက်နေတဲ့ Liverpool လုံးယူထိသွားဗျအဲ့ဒီကနေလမ်းကြောင်းပြောင်းပြီးဝင်သွားခဲ့တဲ့နှစ်တစ်နှစ်ကတော့ခေါင်းထဲမှာဂူတီကျွန်တော်မှတ်မိနေသေးတယ်အခုပွဲကလည်း Liverpool တို့ကခက်ခဲအောင်မှာ Sunderland comeback တွေလည်းလုပ်နိုင်တယ်အသင်းတွေကိုလည်းရှင်ကစားနိုင်ပါတယ် Liverpool လက်ရှိအခြေအနေရင်းရိုင်မှုမျိုးနဲ့ မနေကစားရမှာပါကျွန်တော် list နဲ့ Chelsea ပွဲကတော့ Chelsea တို့ကအမတ်ယူလို့ကောင်းမယ်ပွဲမျိုးပေါ့နော် list ဒီအသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုရင်ဒီအချိန်မှာ Chelsea ရဲ့ mentality ကတိတ်ကိုကောင်းမှုခံနာလုံးနေပါတယ်အဲ့တို့ကြောင့် Chelsea မဖြစ်မနေနိုင်ပွဲရအောင်ဖော်ဆောင်အောင်မယ်ပွဲစဉ်တစ်ပွဲလို့ထင်ပါတယ်နောက်ဆုံးပွဲကတော့ Chatarinya နှစ်နာရီခွဲမှာရှင်းပြရင်သားမယ် Man United နဲ့ West Ham တို့ဖြစ်ပါတယ်အဲ့တော့ United ကိုယုံကြည်ရမလားပေါ့နော်ကျွန်တော်တို့စဉ်းစားစရာတွေရှိတယ် United ကဒီကောင်မလုံးနိုင်တော့ပါဘူးဆိုရင်ထ D&D တာဟာ United က ဒီဘက်တီးပြီဆိုရင်ကြောင်လုံးရေလောက်တာအဲ့တော့ Everton နဲ့ဒါ Palace ပွဲဆိုရင်ဘာမှမဆိုင်ဘူးဗျာ Everton ပွဲကစောစီးတယောက်ထုတ်ခံရတယ်၁၀ယောက်စစ်တယောက်နဲ့ကင်ပြီးတော့နိုင်ဝင်နိုင်ရမယ်ပွဲဒါပေမဲ့ရှုံးရှုံးတယ် Palace ကျတော့နိုင်ဖို့လုံးဝမလွယ်တဲ့ပွဲအဲ့လိုပွဲကျတော့ရအောင်အနိုင်ကစားတယ် Palace ရဲ့အင်ကွင်း12ပွဲရှုံးပွဲမရှိစံချင်ကို United ကရိုက်ချိုးခဲ့တာနော်အဲ့ဒါကြောင့် United ကိုအားပေးမယ်ဆိုရင်ကျွန်တော်တွေကတေချာစဉ်းစားရမယ်သဘောမျိုးဖြစ်နေတယ်။တေချာစဉ်းစားရရင်လည်းဗျာသူဖြစ်ချင်တာဖြစ်တာပါ။အခု Watson ဒီ ယူနိုဆန်တိုရဲ့လက်အောက်မှာမစိုးလာတဲ့အခြေအနေမျိုးရှိတယ်။ယူနိုက်တက်အိမ်ကွင်းဆိုရင်ပဲခက်ခက်ခဲခဲကစားအောင်မယ်လို့သုံးသပ်နေတယ်ပဲ။ဗီဒီယိုလေးဒီမှာနားကျင်ပါရစေ။စုံနှိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။